ဒီနေ့မှာတော့ဂရိဒဏ္ဍာရီမှာကြော်ကြားသောနဲ့အင်အားကြီးဆုံးတရေကောင်းနေတဲ့ကတူဖြစ်တဲ့ဟာဂျူလီရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဟာဂျူလီကလူသားမျိုးကအကယ်မီနီကတီဗီမြို့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။သူရဲ့ဖခင်ကတော့နတ်ဘုရားတို့ရဲ့ဘယင်ဖြစ်တဲ့ဇိုးနတ်ဘုရားပဲဖြစ်ပါတယ်။ဇိုးဟာအကယ်မီနီရဲ့အလှကိုမြင်ပြီးတော့သူမနဲ့ပေါင်းဖက်ခဲ့ပါတယ်။ဇိုးဟာဟာဂျူလီယာပါစီရဲ့မျိုးနွယ်ဝင်နေတဲ့ကပထမဆုံးမွေးဖွားလာတဲ့ယောက်ျားလေးဖြစ်ရင်အာကိုလက်ဒေသရဲ့ရှင်သင်ခင်ဖြစ်မယ်လို့ကြေညာခဲ့ပါတယ်။ ပါစီတီမျိုးနွယ်ဆိုတာကတော့ဇုနယ်ဗျာနဲ့ဒေနာအီမီဗျာတို့ရဲ့သားတော့ပါစီတက်ရဲ့မျိုးဆက်မျိုးနွယ်ဝင်တွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ဇုရဲ့မီဗျာဂျွနိုနယ်ဗျာမှာဟာဂျူလီကိုမနာလို့မုန်းတီးခဲ့တဲ့အတွက်ဟာဂျူလီမွေးဖွားချိန်မှာမွေးဖွားမှုဝေါ်ထောင်းလေးအောင်ပြုလုပ်ခဲ့ပြီးတော့ဇူရီတီရဲ့ကိုစောစီတော်မွေးဖွားသေးခဲ့ပါတယ်။ဒါကြောင့်ယူရီတီရဲ့ဟာဂျူလီတက်ဆိုပြီးတော့အာကိုလက်ဒေသရဲ့ဘရင်ဖြစ်လာခဲ့ပါတယ်။ယူရီတီရဲ့ဆိုတာကတော့ဇုနယ်ဗျာရဲ့မျိုးတော်ဖြစ်ပြီးတော့ဟာဂျူလီနဲ့တူကြီးတော်ပါတယ်။နယ်ဗျာနဲ့လူသားတို့ကလည်းမွေးဖွားခဲ့တဲ့ဟာဂျူတီရငယ်စဉ်ကတည်းက မြို့နိုင်တရာကောင်းလို့တဲ့ခွန်အားနဲ့ဆွမ်းသက်တွေကိုပန်းချန်နေခဲ့ပါတယ်။သူ့ကိုမိုးကြီးနေတဲ့ဂျွန်နိုနာဖျားမကသူ့အိမ်နေတော့မှမိုးကြီးနဲ့ကောင်ကိုဆီလိုပြီးတော့လောချန်ခဲ့ပါတယ်။ဒါပေမဲ့ဟာဂျူလီယာသူ့ရဲ့လက်သေးသေးလေးတွေနဲ့အဲ့ဒီမိုးကြီးတွေကိုညှက်တက်ခဲ့ပါတယ်။ဂျွန်နိုနာဖျားမအားဟာဂျူလီကိုလော်လဲနဲ့တတ်လို့မရမှန်းတီးသွားတဲ့အခါမှာတော့ထိတ်တန့်သွားခဲ့ပါတယ်။တီဗီမျိုးရဲ့ဘယံခရီယုံအားဟာဂျူလီရွေရောက်တဲ့အခါမှာတော့ဟာဂျူလီကိုကျေးဇူးဆက်တဲ့အနေနဲ့သူ့ရဲ့သမီးတော်မီရာကနဲ့လက်ဆက်ပေးခဲ့ပါတယ်။ ခရီယွန်ဆိုတာကတော့တခြားတဲ့သူရဲကောင်းတယောက်ဖြစ်တာမှာခရီယွန်နဲ့ဟာဂျူလီတို့ရဲ့အကြောင်းကိုလည်းတည်တံ့ဗီဒီယိုတစ်ခုနဲ့ပြောပြပေးပါမယ်။သူတို့ကသားသမီးသုံးယောက်ထွန်ကားပြီးတော့အချိန်တန်ကြာသေးသည့်သူတို့ရဲ့မိသားစုလေးကသာယာပြောချင်းစရာကောင်းခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်နတ်ဖယားမရဲ့မုန်းတီးမှုကြောင့်သူတို့ရဲ့ပြောချင်းမှုကကြားချင်းမခံရခဲ့ပါဘူး။မနာလိုစကြီးမားနဲ့ကျွန်တော်နတ်ဖယားမဟာဂျူလီကိုအသေးစိတ်ကင်းမယောင်လုပ်ခဲ့ပါတယ်။တချို့တန်နာရီတွေမှာတော့အမားနဲ့မိုင်မဲမှုကိုကိုးစားပြုတဲ့အေဒီနတ်ဖယားမကပြူသားခဲ့တယ်လို့ဆိုပါတယ်။အကျိုးဆက်ကတော့ဟာဂျူလီယာယူသွားပြီးတော့သူ့ရဲ့မိသားစုကိုရန်သူတွေနဲ့တိုက်ခိုက်မိပါတယ်။ ဟာဂျူလီယာသူ့ရဲ့လောရတွေလွန်လာရရပြီးတော့စိတ်စိမ်းရဲစွာနဲ့သူ့ရဲ့အပြစ်တွေကိုဘယ်လိုဖြောင်းရမလဲဆိုတာကိုသိရှိဖို့အတွက်ဒေဗီမှာရှိတဲ့အလွန်နာမည်ကြီးတဲ့နတ်ဆရာမအော်ရာဂယ်ဒီကိုတွေ့ရောက်ခဲ့ပါတယ်။အော်ရာဂယ်ကနဗျားရိယာလိုအစံနာကိုလူတွေသိဖို့အတွက်ကြားခန့်နေနဲ့ပြန်ပြောင်းပေးနေတဲ့အကြမ်းမြင့်နတ်ဆရာမတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာဟာဂျူလီကိုယူရသီးရဲ့ဗေဒီမှာအခြေခံပြီးတော့ဘယင်ခိုင်းတဲ့အလုပ်ဆဲကူကိုပြီးမြောက်အောင်လုပ်ပေးနိုင်မယ်ဆိုလို့ချင်းသူ့ရဲ့အပြစ်တွေကလွန်ကျင်းချဆောင်ဝင်ရမယ်လို့ဆိုခဲ့ပါတယ်။ယူရသီးရဲ့ဗေဒီဟာဟာဂျူလီတဲ့အင်အားနဲ့ပြီးတော့ကြောက်တတ်တဲ့ဗေဒီတစ်ပါးလည်းဖြစ်တာကြောင့် တစ်ချိန်ချိန်မှာသူထင်းတဲ့ကိုလူယူမှာကိုသိုးရင်နေတဲ့သူတယောက်လည်းဖြစ်ပါတယ်။ယူရတိရက်ကဂျူနိုနာဖျားမားရဲ့လုံဆောင်မှုကြောင့်ဟာဂျူတွေကိုအလွန်ခက်ခဲပြီးတော့မဖြစ်နိုင်တဲ့အလုပ်တွေကိုပေးခဲ့ပါတယ်။ဒီအလုပ်တွေကခက်ခဲပြီးအန်ဒီယံများတာကြောင့်ဟာဂျူတွေကိုတည်တည်နိုင်လိမ့်မယ်လို့လည်းထင်ခဲ့ပါတယ်။ဒါပေမဲ့ဟာဂျူလီယာသူ့ရဲ့မယုံနိုင်တဲ့ကောင်းကောင်းတဲ့အဆန်းသက်တင်တဲ့ခွန်အားတွေကြောင့်ယူရတိရပေးတဲ့လို့ဆယ်ကိုအောင်မြင်သွားပြီးမြောက်ခဲ့ပါတယ်။ဒါပေမဲ့အလုပ်တွေကနှစ်ခုကစီးမင်းစည်းကမ်းနဲ့မညီဘူးဆိုပြီးတော့နောက်ထပ်နှစ်ခုကိုထပ်ခံခဲ့ပါတယ်။ဒီအလုပ်တွေကသမိုင်းမှာလူတွေကိုပြောင်းပြောင်းလဲလဲအကောင်းဆုံးတဲ့အထင်ကြီးရတွေဖြစ်ခဲ့ပါတယ်။ အလုံးစနုပ်ကိုပြီးမြောက်တဲ့နောက်ပိုင်းမှာဟာဂျူလီယာအိုကေလီယာပြန်ယူရစ်တက်ရဲ့သမီးဒီယာနီယာနဲ့ဒုတိယအိမ်တော်ကိုထပ်ပြူခဲ့ပါတယ်။ဟာဂျူလီယာကသူမကိုအရန်ချိခဲ့တယ်လို့သူတို့ရဲ့ဘဝကလည်းပါရခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ချစ်တဲ့ဇနီးကြောင့်မှာဟာဂျူလီယာတည်ဆုံခဲ့ရပါတယ်။သူ့ရဲ့တည်ဆုံမှုကလည်းသူ့ရဲ့ဘဝလိုပဲအင်အားကြီးမားပြီးပြင်းထန်တဲ့နာကျင်မှုတွေနဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်။ဂရုတဏာကြီးမှာဟာဂျူလီယာခွန်ကအဆန်းစတိတွေရာလူသားတွေတဲ့ကြောက်ရွံ့တစ်ခုဖြစ်ခဲ့ပါတယ်။သူကမွေးဖွားခြင်းကနေတည်ဆုံခြင်းအတိအစဉ်ကောင်းမှုတွေဆွန်သားခန်းနေနဲ့ပြည့်နေတဲ့ဘဝကိုဖျက်ဆီးခဲ့ပါတယ်။ သူရဲ့အလို့စင်းနေရတဲ့တခြားသောလို့ရတရားသူ့ကိုဒီအကောင်တူပြထားဝရမှတ်တမ်းတင်သေးခဲ့ပါတယ်။ဒီနေ့ရဲ့ဗီဒီယိုလေးကတော့လောပါပဲ။အဆုံးနေကြပြီတဲ့အတွက်တဝူတရားချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။